င်္ဂလာပါခလေးတို့ရေဒီပတ်တင်ဆက်ပြီးမှာကတော့ကြီးမင်းနဲ့စုမရင်ဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါရယ်ကွယ်ဟိုးရှိရှိတုန်းကပေါ့ကွယ်ကြီးမရဲ့ပြင်ကြီးပြင်ဟာစုမရင်စီကိုစာတစောင်းပို့လိုက်တယ်တင်းတို့အားလုံးအားကျွန်ုပ်ဤစစ်တီတော်များ ဖြစ်စီလို့ဒီလူရည်ထားတယ်အဲ့စာကိုစုမရင်ကြီး ဖတ်တဲ့ခါမှာတော့ဒေါသရမ်းမဲထွက်သွားတယ်အဲ့ဒါကြောင့်ခတ်တူတို့ပဲပြန်စာရေးလိုက်တယ် ကျွန်ုပ်မဖြစ်လို့ပါအဲ့ဒီလူ ပြန်စာရတဲ့ကြီးပြင်းကြီးဟာနောက်တစ်ဆောင်ကိုထပ်ပြီးပို့ပြန်တယ်ကျွန်ုပ်ဤသစ္စာခံဖို့အတင်တို့ညှင်းဆန်ပြီဆိုပါကစစ်ပွဲကြီးဆင်းရဲရပေလိမ့်မည်ထို့အခါဆုံမြင်ကလည်းကောင်းပြီသို့ဆိုရင် ကျွန်ုပ်တို့စစ်ပွဲကိုဆင်းရဲကြအောင်သင်အောင်နိုင်ရင်သင်ဤစကားငါတို့နားခံမည်အကယ်၍ကျွန်ုပ်တို့အောင်နိုင်ခဲ့ရင်တော့အတင်တို့ကကျွန်ုပ်တို့၏ကြီးကျယ်များဖြစ်ရပေမည်။ အဲ့ဒီလိုနဲ့ဆွန်အုံနဲ့ကြီးအုပ်တို့ဟာစစ်ပွဲကြီးတစ်ခုဆင်နွှဲကြတယ်။စစ်ပွဲစတင်ပြီးမကြခင်မှာပဲကြီးတွေကရှုံနေကုန်ကြတယ်။အဲ့ဒီချိန်မှာပဲကြီးဦးကြီးတကောင်က ကြီးအားလုံးကိုထပ်ပြေးဖို့អော်ပြောလိုက်တယ်။ပြေးကြဟေ့ပြေးကြပြေးကြငါတို့အေးနေနေပြီ။ကြီးတွေအားလုံးဟာသူတို့ရဲ့နေရက်ကိုစွန့်ပစ်ခဲ့ပြီးအဝေးကြီးကို ပြန်တန်းထွက်ပြေးခဲ့ကြတယ်။သူတို့ဟာအခြားနေရာမှာ ကြီးမျိုးတစ်ကိုတီထောင်လိုက်ကြတယ်။ ကြီးရီဆွန့်ခွာခဲ့တဲ့မြို့ဟောင်းကိုတော့စွန်နေကဝင်ရောက်ပြီးနေထိုင်လိုက်ကြတယ်။တနည်းလဲကြာရော ကြီးတွေကညီလာခံသဘင်ပွဲကိုကျင်းပကြတယ်။အဲ့ဒီညီလာခံမှာကြီးပြင်းကြီးကပြောတယ်။ကျွန်ုပ်တို့ရဲ့မျိုးနွယ်တို့ကျွန်ုပ်အမိန်ပေးတဲ့အတိုင်းလှုပ်ဆောင်ကြဖို့ပြောလိုပါတယ်။ဘာလို့ရမှာလဲဆိုတော့ကျွန်ုပ်ရဲ့အမွှေးတောင်တချို့ကိုနှုတ်ပစ်လိုက်ပါ။ပြီးရင်ကျွန်ုပ်ကိုတဲဝါပြီးစွန်နေနေတဲ့မြို့ဟောင်းအတွင်းကိုပြစ်ချခဲ့လိုက်ပါ။ ကျုပ်ကိုချပြီးတာနဲ့ဒီကိုပြန်လာပြီးစောင့်နေကြပါကျွန်ုပ်တစုံတရာမပြောမချင်းအတင်တို့ဒီကနေတဖွာမှမခွာပဲနေကြပါជីတွေဟာជីပြင်စကားကိုတစုံတရာညှင်းဆန်းခြင်းဘေးကွန်းထုတ်ခြင်းမရှိပဲလိုက်လာကြတယ်ဒီလိုနဲ့ជីပြင်းကြီးကိုအမွှေးတောင်နေနှုတ်ပြီးသူတို့မြို့ဟောင်းရဲ့လမ်းကူးလက်တနေရာမှာ ပြစ်ချထားခဲ့လိုက်တယ်။အလူနဲ့ခဏအတွင်းမှာပဲစွန်တွေဟာជីပြင်းကြီးကို တွေ့သွားပါတယ်။အလူ အတင်ကျွန်ုပ်တို့မြို့မှာဘာလာလုပ်နေတာလဲအခုထွက်သွားပါအဲ့ဒီခါမှာကြီးပြင်းကနာကျင်ဟန်ဆောင်ပြီးဒီလူဒီလူပါခမညာကျုပ်လက်အောင်ငယ်သားတွေကကျုပ်ကိုရိုက်နှက်ပြီးသူတို့မြို့ကနေနှင်းထုတ်လိုက်ကြပါတယ်ဘာလို့လဲဆိုတော့ကျုပ်ကသူတို့ကိုစွန်ပြင်းကြီးတန်သစ္စာခံဖို့တိုက်တွန်းမိလို့ပါပဲဒီစကားကိုကြားတဲ့အခါမှာတော့စွန်နေဟာကြီးပြင်းကြီးကိုစွန်ပြင်းစီကိုခေါ်ဆောင်သွားပါတော့တယ် သူ့ကိုမြို့လေကလမ်းမတွေးလို့ကျွန်တော်မြို့ကိုခေါ်လာခဲ့တာပါ။သူပြောတဲ့စကားကိုအရှင်မင်းကြီးနားထောင်သင့်တယ်လို့ထင်ပါတယ်။အဲ့ဒီအခါမှာစုံမရင်ကကဲကြီးပြင်းဘာဖြစ်လို့ကျုပ်တို့မြို့ကိုရောက်လာရတာလဲ။ကြီးပြင်းကြီးကစောစောကစကားကိုပဲပြန်ပြောပါတယ်။သူ့ကိုရိုက်ပုတ်ထုတ်လို့ရောက်လာခဲ့ရတဲ့အကြောင်းကိုပေါ့။ပြီးတော့ပူပူတတလေးပါထည့်ပြောလိုက်သေးတယ်။အရှင်စုံမရင်ကြီးရဲ့အရှင်ကမှန်ကန်တဲ့ဘီရင်လေးဖြစ်တယ်လေ။ ကျွန်တော်ဟာစစ်ပွဲကိုမစင်နွဲပဲအရှင်းလက်အောင်နေကြဖို့အစတည်းကတိုက်တွန်းခဲ့တာပါ။သူတို့ကအမြင်မှန်မရကြသေးတဲ့အပြင် ခုတော့ကြုတ်ကိုပါစွန့်ပစ်ခဲ့ကြပြီလေ။အဲ့ဒီစကားကို ကြားရတဲ့စွန်မြင့်ကြီးဟာအလုံးမဲ့သဘောကျသွားပြီးကြီးပြင်းကိုချီးကျူးစကားဆိုတယ်။တင်ဟာတင်းတို့မျိုးနွယ်အားလုံးထက်ပိုပြီးတော်တဲ့သူပဲ။တင်ကိုကျွန်ုပ်တို့မြို့မှာစားစရာကောနေစရာကောပေးပြီးအေးအေးဆေးဆေးနေခွင့်ပြုလိုက်ပြီ။ကျေးဇူးတင်ပါတယ်ဆုံမင်းကြီး။ ဆွန်မင်းကြီးရဲ့အမှုတော်များကိုကျွန်ုပ်ရဲ့ဘဝတခြားအလုပ်ထမ်းရွက်ပြီးဆွန်များနဲ့သာနေပါတော့မယ်။အဲ့လိုပြန်ပြောလိုက်တဲ့။ဒီလိုနဲ့ကြီးပြင်းကြီးဟာဆွန်နေနဲ့ရောနော်ပြီးအသားကြအောင်နေထိုင်ပါတော့တယ်။ဆွန်နေအားလုံးကရုံအောင်လဲအရောတဝင်နေလေးရှိတယ်။တနေ့မှာတော့အင်းနီနာချင်းဆွန်တွေကကြီးပြင်းကို သူတို့ရဲ့ဖခင်အကြောင်းကို ခေါ်သွားတယ်။အဲဒီနောက်ပြန်ရောက်လာတဲ့အခါမှာမီးတယ်။ကြီးမင်းကြီးဘသူကိုကိုယ်တွေဘာသာတရားကအကောင်းဆုံးလို့ထင်ပါတယ်လေ။ ။အိုးမင်းနေစရာလိုသေးလား။ညင်ရီထက်မြက်တဲ့စွန်နေကိုကိုွေတဲ့ဘာသာတရားသာအကောင်းဆုံးပေါ့ခမညာ။ဒီဖြစ်ကိုစွန်နေအားလုံးကသဘောကျသွားတယ်။ဒီလူနဲ့ရစ်တက်ပတ်ပေါင်းများစွာကုံလွန်ခဲ့ပါတယ်။တညတော့ခါမှတော့ကြီးပင်ဟာမြို့ဝါနီတိတ်တိတ်လေးထွက်ကွာသွားပြီးသူတို့မြို့သစ်ကိုပြန်သွားတယ်။ဟိုလေရောက်ရောကြီးတက်သားတွေအားလုံးကိုစုယုံပြီးခေါ်လိုက်တယ်။ ရဲဘော်တို့မနေ့ဖက်မှာသူတို့စွန်တွေရဲ့နှစ်စဉ်ကျင်းပနေတဲ့ဘာသာရေးအခမ်းအနားပွဲတော်ကြီးကိုခံခံနာနာကျင်းပဖို့ရှိတယ်။မနေ့စောစောမှာမျိုးရင်းကရှိသမျှစွန်အားလုံးဖျားเจ้าကိုတွားကြလိမ့်မယ်။အတင်တို့ထင်းဒီမီဒီဒီညရတလောက်အသင့်ပြင်ထားကြပါ။ပြီးတော့ကျွန်ုပ်မခေါ်မချင်းမြို့နာမှာ ပုံအောင်နေကြပါ။ကျွန်ုပ်အချက်ပြတာနဲ့တပြိုင်နက်ဖះเจ้าကိုမိရှို့လိုက်ကြအဲ့ဒီနောက်ကြီးပြင်းကစုံမျိုးကိုအလင်းမြန်ပြန်သွားတယ် အဲ့ဒီညမှာပဲជីတွေဟာထင်းရှားမိရှားနဲ့အလုံးပဲအလုံများကြတယ်။မနေ့အာယုံတက်ချိန်မှာတော့ထင်းတွေကလည်းအများကြီးရထားပြီးမိကလည်းအစင်သင့်ရှိနေကြပြီဖြစ်တယ်။ជីတွေဟာစုံမြို့နီးမှာစောင့်ဆိုင်နေကြတယ်။မနေ့လင်းတဲ့ခါမှာတော့စွန်တွေအားလုံးပျော်ပျော်ရွှင်ရွှင်ဖျားเจ้าကိုတွားကြပါလိမ့်ရော။ဒါပေမဲ့ជីပြင်ကတော့မတွားဘူးလေ။သူမိတ်ဆွေအင်းဒီချင်းတွေကဖျားเจ้าမှာသူ့ကိုမတွေးလို့လိုက်ရှာကြတယ်။ အဲ့ဒီနောက်တော့သူ့ကိုလမ်းပေါ်မှာလဲကျနေတာတွေ့သွားကြတယ်အတင်ကြီးမင်းအိုးအတင်ကြီးမင်းဘာလို့ဖះเจ้าမတက်တာလဲဒီနေ့ဘာသာရေးပွဲတော်အခမ်းအနားလीကျွန်တော်တို့ခမည်းကိုလိုက်ရှာနေတာဟိုမှာလူတောင်တော်တော်စုံနေပြီဗျဟုတ်ပါရဲ့ကျုပ်လည်းဖះเจ้าလာမလို့ပဲအင်းကားထွက်လာတာဘိတ်ကစူးစူးရွရွနာလာလို့ဘလို့မှမလုံနိုင်ဘူးဖြစ်နေပြီလေနာလွန်းလို့ဒီလန်ခုလက်မှာခဏနားနေရတာပါတက်တာရာနဲ့ကျုပ်လာခဲ့ပါမယ်ခင်ဗျာ ိုးဟုတ်လားခမ ्या အနားယူတင်တယ်ထင်တယ်အိမ်မဲပြန်ပြီးအနားယူလိုက်ပါခမ ्या ဆွန်နေကသူ့ကိုအိမ်ပြန်လိုက်ပို့ပြီးဖះเจ้าကြီးကိုထွက်ခွာသွားကြပါတယ်ဆွန်နေအားလုံးသူ့ရဲ့မြင်ကွင်းကပြက်ကွယ်သွားတာနဲ့တပြိုင်တည်းမှာပဲကြီးပြင်းဟာသူ့ရဲ့စစ်တီတော်တွေထံလင်းလျစွာပြန်တန်းသွားပြီးအားလုံးပဲတက်ခဲကြတော့ဟေ့တက်ခဲကြတော့သူတို့ဖះเจ้าနဲ့ရောက်နေပြီအဲ့လိုဩလိုက်တယ် အဲ့ဒီနောက်မှာတော့ကြီးတွေဟာဖះเจ้าရဲ့ပပတ်လဲကိုမိတင်ပြီးရှို့ကြတယ်။တချို့ကြီးတွေကတော့ဖះเจ้าအဝင်ဝမှာထင်းတွေကိုပုံတယ်။တချို့ကြီးတွေကအဲ့ထင်းပုံတွေကိုမိလိုက်ရှို့ကြတယ်။အလူနဲ့တက်ညီလက်ညီသူတို့ဝိုင်းရှို့လိုက်ကြတာမိဟာလှင်မြန်စွာပဲလောင်ကျွမ်းနေတယ်။စွန်နေဟာမိလောင်ကျွမ်းမှုသိတဲ့အခါမှာတော့နောက်ကျသွားပြီဖြစ်ပါတယ်။မိကိုငွေတွေဟာဖះเจ้าတစ်ခုလုံးကိုပြည့်နှက်နေတယ်။ ဲဒါကြောင့်ဆွန်နေဟာဖျားเจ้าရဲ့ပရင်းပုတ်တွေကနေတစဉ်အပြင်ကိုထွက်ပြေးကြရတယ်။ဒါပေမဲ့လေဆွန်များပြားဟာထွက်ပြေးလူမြောက်နိုင်ခြင်းမရှိပဲမိလောင်ပြီးတည်ကြရတယ်။အဲ့လိုပဲမိလောင်ပြီးသိဆုံးနေတဲ့အထက်မှာဆွန်ပြင်းလေးပါသွားလေတယ်။အဲ့ဒီနောက်မှာတော့ဆွန်တွေမရှိတော့တဲ့မြို့ဟောင်းကိုကြီးတွေက ပြန်လည်ရရှိသွားလေတယ်။အဲ့ဒီနေ့ကစတင်ပြီးဆွန်တွေဟာကြီးတွေကိုဝဝေးကနေရှောင်ကြလေတတိတဲ့ကွယ်။ ပုံမြင်လေးကတော့ဒီလောက်ပါပဲကွယ်။တာယာသွန်နေလေးကိုပိုင်ဆိုင်နိုင်ကြပါစေနော်။